မင်းဆရာကိုတကယ်ချစ်တယ်တကယ်လေးစားတယ်ဆိုရင်မင်းဆရာစကားကိုနားထောင်ပါမင်းဒီအိမ်ကြီးကနေအဝေးဆုံးမင်းထွက်သွားလိုက်ပါတော့ဆရာတော်မေယူပေးထားတဲ့ဂတိတိုင်းညီညီမတွေဘာပဲဖြစ်နေဖြစ်နေဆောင်းလျှောက်ရအောင်ပါပဲဆုံးရေးဆိုတာစီစဉ်မြေစီစဉ်ရအောင်ပါပဲ ပင်လေပြင်မှာမုံတိုင်းထန်လာပြီဆိုရင်ငှက်ကလေးတွေကလွတ်ရကြွရဟုပြန်ထွက်သွားတယ်အခုလည်းဒီအိမ်ကြီးမှာမုံတိုင်းဝင်နေပြီဆိုတော့သူတို့တွေလည်းလွတ်ရဟုပြန်တန်းဖို့ပြင်နေကြပြီချက်တူမင်းလည်းလွတ်ရအောင်ပြန်တန်းပါတော့ကွာ